Radio NUG ရဲ့ပရိသတ်များမင်္ဂလာပါရှင်။အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ Radio NUG ရဲ့တပတ်အတွင်းပြည်တွင်သတင်းအစီအစဉ်ကိုတင်ဆက်ပေးဖို့အချိန်ကြရောက်လို့လာပြန်ပါပြီ။အခုဒီတစ်ပတ်မှာတော့ကျွန်မ Airy နဲ့အတူကျွန်တော်ရန်နိုင်တို့ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့မင်္ဂလာပါကိုရန်နိုင်။ဟုတ်ကဲ့မင်္ဂလာပါ Airy ။ဟုတ်ကဲ့ပါဒါဆိုရင်တော့ဒီတစ်ပတ်အတွက်ပထမအဦးဆုံးသတင်းလေးကိုတော့ကိုရနိုင်နဲ့စတင်လိုက်ချင်ပါတယ်။ဘယ်သတင်းကိုများရွေးချယ်ထားလဲတင်ဆက်ပေးပါအောင်ရှင်။ဟုတ်ကဲ့ပါ။အခုဒီတစ်ပတ်အတွက်ပထမဆုံးအနေနဲ့တင်ဆက်ပေးမယ့်သတင်းကတော့ ် NUG နိုင်ငံတော်ယာယီသမ္မတနဲ့ KNU ဥက္ကဋ္ဌတို့ပူးပေါင်းလက်တွဲလှုပ်ဆောင်သောမဲ့ကဏ္ဍတွေအတွက်တွေးဆဆွေးနွေးခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံတော်ယာယီသမ္မတဒေါ်လာရှိလာနဲ့ကရင်မျိုးသား CEO KNU ဥက္ကဋ္ဌဘဒုကွယ်ထူဝင်းတို့တွေးဆဆွေးနွေးခဲ့တဲ့ဆိုပြီးတော့စက်တင်ဘာလ25ရက်နေ့မှာအမျိုးသားညီညွတ်ရေးအစိုးရကနေပြီးသတင်းထုတ်ပြန်လာပါတယ်။တွေးဆချိန်မှာမျိုးတော်လည်းအမြန်ဆုံးအောင်မြင်စေဖို့တော်လည်းအင်အားစုတွေကြာပူးပေါင်းလက်တွဲလှုပ်ဆောင်သောမဲ့ကဏ္ဍတွေနဲ့ဆက်လင်းပြီးတော့အခြေတွင်ဆွေးနွေးခဲ့ကြတယ်လို့လည်းအသိပေးထားပါတယ် တော်လိုင်းအင်အားစုတွေကြားမှာယခုထက်ပိုမိုစီးလုံးညီညွတ်စွာနဲ့လက်တွဲပြီးတော့မြန်မာနိုင်ငံစစ်အာဏာရှင်လက်အောက်မှအပီးတိုင်လွတ်မြောက်ရေးစစ်အာဏာရှင်နဲ့အာဏာရှင်မှန်သမျှအမြင့်ပြတ်တိုက်ဖြတ်ရေးလွတ်လပ်မှုငြိမ်းချမ်းမှုနဲ့လူထုတရားဝါပြောမှုတို့ကိုဖော်ဆောင်နိုင်ရေးတို့အတွက်ဆက်လက်ပြီးတော့ခိုင်မာစွာအတူလက်တွဲဆောင်ရွက်သွားကြဖို့ကိုလည်းခေါင်းဆောင်နှုတ်ဦးကသဘောတူခဲ့ကြတယ်ဆိုပြီးတော့ထုတ်ပြန်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါအရီအခုဒုတိယမြောက်အနေနဲ့ဗေဒရင်ကိုများတင်ဆက်ဖို့ရွေးချယ်ထားလဲဆိုတော့ပြောပြပေးပါဦး ဟုတ်ကဲ့ပါအခုဒုတိယမြောက်တမုတ်အနေနဲ့ဒီစိုးမိုးထိန်းချုပ်ဒေတာတွေမှာဝင်ကြီးဌာနအချင်းချင်းအချိန်ဆက်မိမိပူပေါင်းလှုပ်ဆောင်ကြမှာဒါပို့မိုထိရောက်ကောင်းမွန်တဲ့အုပ်ချုပ်ရေးရန်တရားတစ်ခုကိုအသက်သွင်းနိုင်မှာဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြားခဲ့တဲ့အကြောင်းအရာကိုပြောပြပေးပါမယ်ရှင်အမျိုးသားညီညွတ်ရေးအစိုးရဂျာကလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ်34မြင်းဆောင်2025ကို2025ခုနှစ်စက်တင်ဘာလ25ရက်နေ့မနက်ပိုင်းကကျင်းပပြုလုပ်ခဲ့ရမှာဒီအစည်းအဝေးမှာဆိုရင်ဂျာကလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌဖြစ်တဲ့ ပြည်အောင်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကအဖွဲ့မှစကားပြောကြားခဲ့တယ်လို့သိရပါဗျ။ပြည်အောင်စုဝင်ကြီးချုပ်ကပြီးခဲ့တဲ့ဒီ20ရက်နေတုန်းကစကိုင်းတိုင်းကတာခရိုင်ဗမောက်မြို့ကိုအမှတ်၁စစ်ဒေသရဲ့ကုတ်ကဲမှုနဲ့ PDF ရဲဘော်တွေပြည်သူ့ကာကွယ်ရေးအဖွဲ့တွေပူးပေါင်းပြီးအအောင်မြင်မြင်သိမ်းပိုက်နိုင်ခဲ့တဲ့အတွက်အမြဲတမ်းဝမ်းမြောက်ဂုဏ်ယူမိကြောင်းဦးစွာပြောကြားလိုပါကြောင်း နောက်မျိုးတစ်မျိုးသိမ်းပြီးပြီဆိုရင်နောက်ဆက်တွဲစီမံလှုပ်ဆောင်ရမှာတွေကလည်းအမတန်များပြားတယ်ဆိုတာရှိမှအတွေ့အကြုံတွေလည်းရှိခဲ့ပြီးသားဖြစ်တဲ့အတွက်အတွေ့အကြုံတွေကိုအရင်ခံပြီးတော့ဝန်ကြီးဌာနတွေတည်ချစွာနဲ့ပေါင်းဆက်ညှိနှိုင်းလှုပ်ဆောင်ကြဖို့လည်းအမတန်အရေးကြီးပါကြောင်းနောက်အမျိုးသားညီညွတ်ရေးအစိုးရဟာတော်လှန်ရေးကာလအတွင်းတာဝန်ယူရတဲ့အစိုးရဖြစ်တဲ့အပြင်ဒီတော်လှန်ရေးကရဲဘော်တွေပြည်သူတွေရဲ့အရင်းအနှီးကများလွန်းလာကြောင်းကျွန်တော်တို့ဟာပိုတာဝန်ကြီးတဲ့တော်လှန်ရေးအစိုးရလည်းဖြစ်နေပြီးဒီလိုကြီးလေးတဲ့တာဝန်တွေကိုအခက်အခဲတွေစိန်ခေါ်မှုတွေကြားကထမ်းဆောင်နေကြရတဲ့ရန်ရအစဉ်စဉ်ကတာဝန်ရှိသူတွေကိုလည်းကျေးဇူး ုတင်မှာကြောင့်ကမ္ဘာအခြေအနေရရက်ကပြည်သူ့နေဦးတော်လှန်ရေးပေါ်မျက်နှာသာပေးမှုအများကြီးမရှိနေတာကိုလည်းစိတ်ပြတ်အားငယ်စရာမလိုပဲကျွန်တော်တို့ဟာကိုအားကိုကိုပြီးဒီနေ့ဒီချိန်အထိရှောက်လန်းလာခဲ့ကြသလိုရှေ့ဆက်ပြီးလည်းကိုခွန်ကိုအားနဲ့တော်လှန်ရေးကိုအဆုံးသက်အောင်ပွဲဆင်နွှဲနိုင်ကြောင်းပြသနိုင်မှုအင်အားတွေရှိနေကြဖို့လိုအပ်ပါကြောင်းအခုဆိုရင်ဝင်ကြီးတွေဒုတိယဝင်ကြီးတွေနဲ့တာဝန်ရှိသူတချို့ကျွန်တော်တို့စိုးမိုးထိန်ချုပ်ဒေတာတွေစီကိုရင်ကိုကြသွာလာလှုပ်ရှားပြီးမြေပြင်မှာအစိုးရရန်နေရာစနစ်တကျထူထောင်လဲပတ်တာကဆလို့အခရီးလိုက်စားမှုတွေကိုအေးအေးယူရတဲ့အထီး လုပ်ငန်းတွေမှာစနစ်တကျဆောင်ရွက်နေကြတာကိုလည်းအင်မတန်အားရကျေနပ်မှုရှိပါကြောင်းနဲ့ဝန်ကြီးဌာနအချင်းချင်းအချိတ်ဆက်မိမိပူးပေါင်းလှုပ်ဆောင်ကြမှာသာပုံမှန်ထိရောက်ကောင်းမွန်တဲ့အုပ်ချုပ်ရေးရန်ရာတခုကိုကျွန်တော်တို့အသက်သွင်းနိုင်မှာဖြစ်လို့ဒီအတွက်စ조사လှုပ်ဆောင်ပေးဖို့မှာကြားလို့ကြောင်းစတာတွေကိုထည့်သွင်းပြီးပြောကြားခဲ့တယ်လို့သိရပါတယ်ရှင်ဟုတ်ကဲ့ပါခွေရနိုင်ဒါဆိုရင်တော့နောက်ထပ်သတင်းတစ်ပုဒ်ကောင်ပေသတင်းကိုများရွေးချက်ထားလဲတင်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ပါအခုတခါတင်ဆက်ပေးမယ့်သတင်းကတော့ မြန်မာတမတ်ကြီးဦးကျော်မိုးထွန်းကုလသမဂ္ဂမှဆက်ရှိနေဖို့အတွက်ထောက်ခံကြည့်တက်ပွဲကို UN ရုံးချုပ်ရှေ့မှာကျင်းပတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်မြန်မာတမတ်ကြီးဦးကျော်မိုးထွန်းကုလသမဂ္ဂမှဆက်ရှိနေရေး Global Action for Credential Campaign 2025အဖြစ်နယူးယောက်မြို့ UN ရုံးချုပ်ရှေ့မှာလူလူထောက်ခံကြည့်တက်ပွဲကျင်းပခဲ့တယ်လို့ဒီပွဲကိုဦးဆောင်ကျင်းပခဲ့တဲ့ NYCBC ဖွဲ့ကနေပြီးတော့မနက်ပိုင်းမှာထုတ်ပြန်လာပါတယ် American ပြည်ထောင်စုနယူးယောက်မြို့တော်မှာရှိတဲ့ ကမ္ဘာကုလသမဂ္ဂရုံးချုပ်အနီးကဒါခမ်းမချိုးပလာဇာမှာမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂတာဝန်ကြီးဦးကျော်မထွန်းကုလသမဂ္ဂမှာဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2025ဖြစ် Our UN Ambassador ဦးကျော်မထွန်း The True Voice of Myanmar ခေါင်းစဉ်နဲ့လူလူထောက်ခံချီတက်ဆန္ဒဖော်ထုတ်ပွဲကိုစက်တင်ဘာလ22ရက်နေ့ကကျင်းပတော့လို့ဆိုပါတယ်အခမ်းအနားမှာတော့တက်ရောက်လာကြသူတွေကလူလူကောင်းဆောင်ဒေါ်ဆန်းစုကြည်ကျမ်းမာပါစေကြောင်းစုမုံကောင်းတောင်းခဲ့ကြတယ်လို့လည်းအသိပေးပါတယ် အဲ့ဒီနောက်မှာတော့မြန်မာတမတ်ကြီးဦးကျော်မိုးထွန်း NUG စိုးရောက်ဖွဲ့ကဆက်သွယ်ရေးသတင်းချဲနယ်နဲ့နေပညာဝန်ကြီးဌာနဝန်ကြီးဦးထင်လင်းအောင်နိုင်ငံဝန်ကြီးဌာနဒုတိယဝန်ကြီးဦးမိုးစောဦးတို့ကနေပြီးတော့အမှားစကားပြောကြားခဲ့တယ်လို့သိရပါတယ်။ပွဲချင်းပရေးတောင်းရှိသူတွေက Global Action for Credential Campaign 2025အကြောင်းကိုရှင်းလင်းတင်ပြခဲ့ကြပြီးတော့တက်ရောက်လာတဲ့ပြည်내အသီးသီးအဖွဲ့အစည်းသီးသီးကကိုယ်စားလှယ်တွေက campaign နဲ့ပတ်သက်တဲ့သဘောထားရည်တည်ချက်တွေကိုတင်ပြဆွေးနွေးခဲ့ကြတယ်လို့လည်းသိရပါတယ်။ လူလူထောက်ခံပွဲတက်ရောက်တဲ့အမေရိကန်ပြည်ထောင်စုတဝမ်းမှာရှိတဲ့မြန်မာပြည်ပေါ်တိုင်းသားပေါင်းစုံဟာ UN ရုံးချုပ်ရှိကနေနယူးယောက်မြို့လယ်မှာရှိတဲ့ Times Square ရင်ပြင်အနီးထိနယူးယောက်မြို့လယ်ကနေဖြတ်တန်းပြီးတော့ကြွေးကြော်တမ်းတွေဟစ်ကြွေးကခြိတက်ခဲ့ကြတယ်လို့လည်းသိရပါတယ်။အခုလုတ်တဲ့အခမ်းအနားနဲ့ခြိတက်ပွဲကိုတော့နယူးယောက်မြို့မှာရှိတဲ့ NYCBC ဖွဲ့ကဥဆောင်ပြီးတော့ကျင်းပခဲ့ရမှာ American ပြည်တော်စုမှာရှိတဲ့ပြည်내အသီးသီးကမြန်မာပြည်ပွားတိုင်းရင်းသားထောင်ချီတက်ရောက်ခဲ့ကြပြီးတော့ UN ရုံးချုပ်အနီးထိပြန်ရောက်သူတွေကို နယူးယောက်ဒေသခံလူရှင်တွေက နေ့လယ်စာအဲ့ခဲကျွေးမွေးခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအဲ့ဒီခုတ်ကမှာရောဘယ်သတင်းကိုများတင်ဆက်ဖို့ရွေးချယ်ထားလဲမသိဘူးဟုတ်ကဲ့ပါအခုဆက်ပြီးတော့ဒီဗမောက်မြို့သိမ်းအောင်ပွဲ PDF တွေကိုဒုတိယဗိုလ်ချုပ်ကြီးကိုမော်ဂုံပြူလိုက်တဲ့အကြောင်းအရာကိုပြပြပေးခြင်းပါတယ် ော်လိုင်းရေးတက်တဲ့ဗမောက်မျိုးသိန်းအောင်ပွဲရရှိခဲ့မှုအပေါ်မှာကချင်လွတ်လပ်ရေးအဖွဲ့ KIO KI ရဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ကချင်လွတ်လပ်ရေးကောင်စီ KIC ရဲ့ဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးကိုမော်ကနေပြီးတော့ဂုဏ်ပြုလိုက်တာပဲဖြစ်ပါတယ်ဗမောက်မျိုးကိုဒေါ်လာရင်တက်တွေကသိမ်းပိုက်ပြီးတဲ့နောက်မျိုးဝင်ဆိုင်ပုတ်ရှိမှာ PDF အလံလွှင့်ထူပြီးအောင်ပွဲခံခဲ့တဲ့ရုပ်သက်မှတ်တမ်းကို People Spring ကနေပြီးတော့သတင်းဖော်ပြခဲ့ရမှာဒုတိယဗိုလ်ချုပ်ကြီးကိုမော်ကနေပြီးတော့ဝင်ရောက်မှတ်ချက်ပြုရေးသားဂုဏ်ပြုခဲ့တာဖြစ်ပါတယ် အတွေ့အကြုံနဲ့စွမ်းရည်မြင့်လာသော PDF ပြည်သူ့အတွက်အောင်ပွဲတွေပို့ပြီးရရှိနိုင်ပါစေလို့ဒုတိယဗိုလ်ချုပ်ကြီးကိုမော်ကမှတ်ချက်ရေးသားခဲ့တာပါဒုတိယဗိုလ်ချုပ်ကြီးကိုမော်ရဲ့အဆိုပါမှတ်ချက်ကိုတော့ဒီလူမှုကွန်ရက်အသုံးပြုတဲ့သူတွေကနေပြီးတော့ကျေးဇူးတင်လေးစားကြောင်းတုံ့ပြန်မှတ်ချက်တွေရေးသားခဲ့ကြတာကိုလည်းတွေ့ရပါတယ်စစ်ကောင်စီနဲ့လက်အောက်ခံရှမ်းနီ SNA တို့တက်ဆွဲထားတဲ့ဗမောက်မျိုးကိုတိုက်ခိုက်သိမ်းပိုက်ဖို့အတွက်စစ်စင်ရေးကိုတော်လန်ရေးပူးပေါင်းတက်ကနေပြီးတော့စက်တင်ဘာလ15ရက်နေ့မှာစတင်ခဲ့ပြီးတိုက်ပွဲ6ရက်မြောက်နေ့မှာမြို့ကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်အဆိုပါဗမောက်မျိုးသိမ်းစစ်စင်ရေးကိုတော့အမျိုးသားညီ ညွှန်ရေးအစိုးရ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနအမှတ်၁စစ်ဒေသကိုကဲမှုနဲ့စီရေးဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကလည်းစက်တင်ဘာလ၁၉ရက်နေ့ကပြောပြထားပါတယ်တော်လိုင်းဧတက်တွေကဗမောက်မျိုးကိုတင်ယူခဲ့တဲ့အတွက်အခုခါမှာဆိုရင်စကိုင်းတိုင်းမှာတော်လိုင်းဧတက်တွေတင်ပိုက်ထားတဲ့မြို့ခုနှစ်မြို့အထိရှိလာခဲ့ပြီလည်းဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါကိုရနိုင်ဒါဆိုရင်နောက်ထပ်သတင်းတစ်ပုဒ်ကိုလည်းဆက်ပြီးတင်ဆက်ပေးပါအောင်ရှင်။ ဟုတ်ကဲ့ပါအခုတခါတင်ဆက်ပေးမှာကတော့အိုးဘိုအကျဉ်းတောင်ဘုံပေါက်ကွယ်မှုနိုင်ငံရေးအကျဉ်းသား16ဦးအပါအဝင်22ဦးသေဆုံးကြောင်းကို PPNM ကနေပြီးတော့ထပ်မံအတည်ပြုတဲ့သတင်းပဲဖြစ်ပါတယ်။မန္တလေးအိုးဘိုအကျဉ်းတောင်မှာ2025ခုနှစ်ဩဂုတ်လ10ရက်နေ့ကဖြစ်ပွားခဲ့တဲ့ဘုံပေါက်ကွယ်မှုကြောင့်နိုင်ငံရေးအကျဉ်းသား16ဦးနဲ့အခြားရာစုအကျဉ်းသားအနည်းဆုံး4ဦးသေဆုံးခဲ့ပြီးတော့အနည်းဆုံး10ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကနေပြီးတော့ထပ်မံအတည်ပြုထုတ်ပြန်ထားပါတယ်။အဲ့ဒီဖြစ်စဉ်အားဆိုရင် ဩဂုတ်လ၈ရက်မနက်၁၀နာရီမှ၁၇နာရီကြားမှာဥပိုလ်ကျင်းတော်တွင်မှဘုံပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီးတော့မျက်မြင်သက်သေ E01 ရဲ့ပြောကြားချက်အရဘုံတလုံးဟာအပေါ်ကနေကြားရောက်ပြီးတော့ဒုတိယဘုံတလုံးကြားရောက်ပေါက်ကွဲခဲ့တဲ့နေရာမှာပဲခုနှစ်ဦးခန့်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ PPLM ရဲ့အစီရင်ခံစာမှာတော့ drone နဲ့ဘုံကျဲတိုက်ခိုက်ခြင်းဖြစ်နိုင်တယ်လို့ကနဦးထုတ်ပြန်ခဲ့ပေမဲ့လည်းဘုံမျိုးစားနဲ့တိုက်ခိုက်သူတွေနဲ့ပတ်သက်တဲ့အသေးစိတ်ချက်လက်တွေကိုတော့စစ်ကောင်စီရဲ့သတင်းဖုံးကွယ်မှုနဲ့ထောင်တွင်းဝင်ရောက်စစ်ဆေးခွင့်မရှိမှုတို့ကြောင့်ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ဖော်ပြထားပါတယ်။ PPNM ကတည်ဆုံးသူ18ဦးရဲ့ကိုယ်ရေးအချက်အလက်တွေကိုအကျဉ်းဦးစီးဌာနမျက်မြင်သက်သေတွေဆေးရုံရင်းမြစ်တွေနဲ့တည်ဆုံးသူတွေရဲ့မိသားစုဝင်များထံကရရှိတဲ့အချက်အလက်တွေနဲ့အတည်ပြုခဲ့တာဖြစ်ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူ10ဦးနဲ့9ဦးကတော့မန္တလေးပြည်သူဆေးရုံကြီးမှာအရေးပေါ်ကုသမှုခံယူနေရတယ်လို့အတည်ပြုထားပါတယ်။စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိတဲ့ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ဩဂုတ်လ16ရက်မှာအဲ့ဒီဖြစ်စဉ်ကိုမဟုတ်မမှန်ဘူးလို့ညင်းဆိုခဲ့ပြီးတော့ထောင်ဝင်စားနဲ့အဲ့တွေ့ခွင့်တွေကိုလည်းပိတ်ပင်ကသတင်းဖုံးကွယ်ထားတဲ့အပြင် အချင်းဦးစီးဌာနကဩဂုတ်လ10ရက်နေ့မှာပောက်ကွဲမှုဖြစ်တာတည်ဆုံးခဲ့ကြောင်းအလောင်းကိုအချင်းတော်အတွင်းမှာတကြိုပြီးစီးခဲ့ပြီဖြစ်တဲ့အတွက်နာယီဆွန်းတို့လိုပါကလုံနိုင်ပြီးသတင်းမပေါက်ကြားစေရန်နဲ့လုံခြုံရေးမထိခိုက်စေဖို့အတွက်ဘုံကြီးចောင်းကသာစွန့်ကြိုက်ပို့ရမယ်လို့ဖုန်းနဲ့ဆက်သွယ်ပြောဆိုမှုတွေရှိခဲ့တယ်လို့လည်းသိရပါတယ် PPNM ကအဲ့ဒီဖြစ်စဉ်အတွက်တရားမျှတမှုရရှိရင်းနဲ့လူကုန်ဒိတ်ခထိမ့်သိမ်းရေးအတွက်ဆက်လက်စုံစမ်းမှာဖြစ်ပြီးအချင်းအောင်အာနာပိုင်တွေထောင်ရင်းချမ်းမာရေးဝန်ထမ်းတွေနဲ့မန္တလေးတိုင်းရဲတပ်ဖွဲ့မှုတို့ကိုတာဝန်ခံရမယ့်သူများဖြစ်သတ်မှတ်ထားပါရခင်ဗျာ ဟုတ်ကဲ့ပါခုတစ်ခါတင်ဆက်ပေးမယ့်သတင်းလေးကိုလည်းပြောပြပေးပါဦးဟုတ်ကဲ့ပါအခုဒီအမှန်တရားအတွက်လွတ်လပ်တဲ့မီဒီယာတွေနဲ့အတူရည်တည်ကြဖို့ဒေါန်ဆန်းစုကြည်ရဲ့တားငယ်ခင်အရစ်ကတိုက်တွန်းလိုက်တဲ့အကြောင်းအရာကိုပြောပြပေးပါအောင်မယ် အမှန်တရားအတွက်လွတ်လပ်တဲ့မီဒီယာတွေဘက်ကနေရည်တည်ကြဖို့လူလူကောင်းဆောင်ထောင်ဆန်းစုကြည်ရဲ့သားငယ်ဖြစ်တဲ့ King Eric ကနေပြီးတော့တိုက်တွန်းပြောဆိုလိုက်ပါတယ်။စက်တင်ဘာလ24ရက်နေ့မှာကြာရောက်တဲ့သူ့မွေးနေ့မှာသူ့မိခင်စီကနေရခဲ့တဲ့မြန်မာတလေအတိုင်းကောင်းတဲ့အလုပ်တစ်ခုလုပ်တဲ့အနေနဲ့အခုလိုထုတ်ဖော်ပြောဆိုလိုက်တာပဲဖြစ်ပါတယ်။မြန်မာပြည်မှာရှိတဲ့လွတ်လပ်တဲ့သတင်းမီဒီယာတွေဟာသတင်းတော့အဆင့်ထက်ပိုတဲ့အပြင်ကိုသူတို့ဟာဒီမိုကရေစီကိုရှေ့တန်းကနေကာကွယ်သူတွေအရေးပါတဲ့အင်အားတွေဖြစ်ပြီးသူများတွေရင်ငုံနှုတ်ပိတ်နေချိန်စစ်တပ်နဲ့ပူးပေါင်းနေတဲ့အချိန်မှာနေစဉ်နဲ့အမျှအသက်နဲ့ရှင်းပြီးတော့အမှန်တရားကိုဖော်ထုတ် တင်ပြနေသူတွေလို့လည်းချီးမွမ်းထားပါတယ်။ဆရာနာရှင်တွေကိုတော်လန်တိုက်ခိုက်နေတဲ့ပြည်သူ့ကာကွယ်ရေးရဲဘော်တွေမှာကိုကိုကိုကာကွယ်ဖို့လက်နက်တွေရှိပေမဲ့သတင်းထောက်တွေမှာတော့စကက်လုံးတွေအာမတ်နေတဲ့ဉာဏ်ပညာပဲရှိတယ်လို့ဆိုထားပါတယ်။ဆရာနာရှင်တွေဟာသူရဲ့မိခင်အခြေအနေနဲ့မြန်မာနိုင်ငံမှာဖြစ်နေတဲ့အခြေအနေတွေကိုဖုံးကွယ်ထားပေမဲ့လွတ်လပ်တဲ့မီဒီယာတွေကြောင့်သူအနေနဲ့အမှန်တရားကိုသိရှိခွင့်ရခဲ့တယ်လို့လည်း King Eric ကအသိပေးထားပါတယ် သူမိခင်ရဲ့အခြေအနေမှန်နေနဲ့မြန်မာနိုင်ငံကမိသားစုပေါင်းများစွာရဲ့အကြောင်းကိုသိဖို့ဆိုရင်လွတ်လပ်တဲ့မီဒီယာတွေရဲ့ထုတ်ဖော်တင်ပြမှုတွေကအမတန်အရေးပါတယ်လို့လည်းဆိုထားပါတယ်။လွတ်လပ်တဲ့သတင်းမီဒီယာတွေသာမရှိရင်သူ့အနေနဲ့မြန်မာနိုင်ငံကတခြားသောမိသားစုတွေလိုနိုင်ငံတကာကလူတွေလိုသတင်းအမှောင်ချထားခံရမှာပဲလို့လည်းပြောထားပါတယ်။ သတင်းထုတ်တွေဟာသတင်းရေးုံနဲ့မဟုတ်ပါဘူးဒီမိုကရေစီအတွက်ရှေ့ကနေပြီးတိုက်ပွဲဝင်နေတဲ့သူတွေဖြစ်ကြပါတယ်သူတို့ဟာကျွန်တော်တို့ရဲ့မျှော်လင့်ချက်တွေကိုဆက်လက်ရှင်းသက်နေဖို့လှုံ့ဆော်နေအမတ်တရားကိုဖော်ထုတ်ဖို့ဒုက္ခအနေနဲ့မျိုးစုံတွေ့ကြုံရတယ်လို့ခင်အရစ်ကပြောပါတယ်လွတ်လပ်တဲ့သတင်းမီဒီယာတွေကိုဝိုင်းပြီးမကူညီရင်သူတို့ရဲ့အတန်နဲ့အမှန်တရားတွေတိတ်ဆိတ်သွားနိုင်တဲ့အခြေအနေမှာရှိနေတဲ့အတွက်အမှန်တရားအတွက်လွတ်လပ်တဲ့မီဒီယာတွေနဲ့အတူရပ်တည်ပြီးဝိုင်းဝန်းကူညီကြဖို့လူလူကောင်းဆောင်ထောင်ဆန်းစုကြည်ရဲ့တားငယ်ဖြစ်သူခင်အရစ်ကနေပြီးတော့တိုက်တွန်းထားတာပဲဖြစ်ပါတယ်ရှင် ဟုတ်ကဲ့ပါကိုရနာရေနောက်ထပ်သတင်းဘုတ်ကောဘယ်သတင်းကိုများရွေးချယ်ထားလဲရှင်တင်ဆက်ပေးပါအောင်ခုတစ်ခါမှာတော့ဒီမြန်မာຫນွေဦးတက္ကသိုလ်ကနေပြီးတော့အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ဖို့စီစဉ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်အင်္ဂလိပ်စာကိုအခြေခံဆပြီးတော့စနစ်တကျလေ့လာကျင့်သူ beginner တွေနဲ့ pre intermediate level ရှိကျင်သူတွေအတွက်မြန်မာຫນွေဦးတက္ကသိုလ်ကနေပြီးတော့ English language proficiency course for beginners သင်တန်းစီစဉ်ပေးထားတယ်လို့စက်တင်ဘာလ20ရက်မှာထုတ်ပြန်လာပါတယ် မြန်မာနေဦးတက္ကသိုလ်ကအခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ်ကြောင်းကြေညာခြင်းဆိုပြီးထုတ်ပြန်လာတာဖြစ်ပါတယ်။အင်္ဂလိပ်စာ full skill ဖြစ်တဲ့ writing reading listening နဲ့ speaking တို့ကိုအခြေခံစပြီးတော့စနစ်တကျလေ့လာခြင်းသူတွေအင်္ဂလိပ်စာရဲ့အခြေခံဖြစ်တဲ့ vocabulary နဲ့ grammar ပိုင်းအားနည်းသူတွေနားထောင်ရင်နားလည်ပေမဲ့စကားပြောဖို့အတွက်အခက်အခဲဖြစ်နေသူတွေနဲ့အခြေခံတည်ထားပေမဲ့လက်တွေ့သုံးဖို့အတွက်ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိသူတွေတက်ရောက်တင်တယ်လို့မြန်မာနေဦးတက္ကသိုလ်ကအကြံပြုထားပါတယ်။ဒီတဲ့နဲ့မှာ full skills တွေအထောက်အကူဖြစ်စေဖို့ grammar vocabulary နဲ့ pronunciation တို့ကိုစိတ်ဝင်စားစရာခေါင်းစဉ်တွေလေ့ကျင့်ခန်းတွေနဲ့ပြင်ဆင်သင်ကြားပေးသွားမယ်လို့ဆိုပါတယ်။တင်နန်းတက်ရောက်ပြီးသူတွေအနေနဲ့ကတော့အင်္ဂလိပ်စာကိုအခြေခံစပြီးတော့စနစ်တကျနားလည်နိုင်မှာဖြစ်တယ်လို့ vocabulary နဲ့ grammar တိစောက်ပုံတွေကိုလည်းသေချာသိလာနိုင်မယ်လို့ဆိုပါတယ်။အဲဒါအပြင်အင်္ဂလိပ်စကားကိုအရင်အထက်ပိုးပြီးတော့ယုံကြည်မှုရှိရှိပြောလာနိုင်မှာဖြစ်တဲ့အပြင်လိုအပ်နေတဲ့ skills တွေအတွက်ကိုယ်တိုင် self study လုပ်နိုင်တဲ့အထိတိုးတက်မှုတစ်ခုရှိလာနိုင်တဲ့အထိပြောင်းလဲမှုတွေကိုကိုယ်တိုင်မြင်လာနိုင်မယ်လို့လည်းအသိပေးထားပါဗျာ။ Zoom class နဲ့သင်ကြားပေးမှာဖြစ်ပြီးတော့တနန်းကာလအနေနဲ့ကတော့ October 17ရက်နေ့ကနေ2026ခုနှစ် January လအထိသတ်မှတ်ထားပြီးတော့အပတ်စဉ်တလင်းလာအင်္ဂါနေ့ည9:00ကနေ9:00အထိသင်ကြားပေးမယ်လို့သိရပါတယ်တနန်းတယောက်လူတွေအနေနဲ့ QR ကိုစကန်လုပ်ပြီးတော့ရှောက်ထားနိုင်သလို https://edu.ngmyanmar.org/eng4skillsregister ကနေပြီးတော့ စက်တင်ဘာလ30ရက်ထိရှောက်ထားနိုင်ပြီးတနင်္လာဥယျာဟာ90ထိသာလက်ခံမှာဖြစ်ကြောင်းနဲ့တနင်္ဂနွေကိုတော့ကြက်9000တက်မှတ်ထားတဲ့အကြောင်းမြန်မာနေဦးတက္ကသိုလ်စီမံရေးရာဌာနလူဆွမ်းအရင်းမြစ်ဖွံ့ဖြိုးရေးဌာနခွဲကနေပြီးတော့ထုတ်ပြန်ထားပါရခင်ဗျာဟုတ်ပါဦးအဲ့ဒီအခုတခါတင်ဆက်ဖို့အတွက်ရွေးချယ်ထားတဲ့သတင်းလေးကိုပြောပြပေးပါဦးဟုတ်ကဲ့ပါ အခုတခါဒီပညာရေးအဆောက်အုံတွေကိုကာကွယ်ပေးဖို့အရေးတကြီးလိုအပ်နေတယ်လို့ UNOCHA သတိပေးတဲ့အကြောင်းအရာကိုပြောပြပေးချင်ပါတယ် မြန်မာနိုင်ငံအနှံ့မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ပညာရေးအဆောက်အုံတွေကိုကာကွယ်ပေးဖို့အရေးတကြီးလိုအပ်နေတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံ UNOCHA ကနေပြီးတော့တတိပေးပြောကြားလိုက်ပါတယ်ဒီနေ့နဲ့တိုင်းအများစုမှာစာတင်ကျောင်းတွေကိုထိခိုက်စေတဲ့ဖြစ်ရပ်တွေကြောင့်ဒီကျောင်းသားတွေနဲ့ဆရာဆရာမတွေထိခိုက်သေးဆုံးတာစာတင်ချိန်ပြတ်တာနဲ့ကလေးတငယ်တွေအနည်းငယ်ကြုံတွေ့နိုင်ချိန်ပိုများလာတဲ့အတွက်ပညာရေးအဆောက်အုံတွေကိုတိုက်ခိုက်ခြင်းကနေကာကွယ်ဆောင်ရှောက်ပေးဖို့အရေးတကြီးလိုအပ်နေတာလို့ဆိုပါတယ် ဒါပြင်မြန်မာနိုင်ငံနေရာအနှက်မှာဖြစ်နေတဲ့တိုက်ပွဲတွေကြောင့်နေစဉ်ဒီပါရက်သားပြည်သူတွေထိခိုက်သေးဆုံးနေကြရပြီးတော့ရက်သားပြည်သူတွေကိုစောင့်ရှောက်ကာကွယ်ရေးဆိုင်ရာကိစ္စတွေဟာပိုမိုဆိုးရွားလာပြီးရက်ရွာလူတို့ဟာလည်းအကြမ်းဖက်ခံရမှုတွေအပါအဝင်အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေရတယ်လို့အတည်ပြုထားပါတယ်။မြန်မာနိုင်ငံဒေသအနှက်ကလူဦးရေ3.6သန်းနီးပါးဟာ ဒီပြိပက္ခတွေကြောင့်နေရဲစွန့်ခွာနေထိုင်နေရဲစွန့်ခွာနေထိုင်နေကြရတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံ UNOCHA ကခန့်မှန်းထားပါတယ်အခုစက်တင်ဘာလထဲမှာဆိုရင်ဒီတိုက်ပွဲတွေကြောင့်မလို့အိုးအိမ်စွန့်ခွာထွက်ပြေးရမှုတွေလည်းပိုများလာနိုင်တယ်လို့ဆိုထားပါတယ် လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့အခုနှစ်ပထမနှစ်ဝက်မှာအ ਨੇ စုံလူဦးရေ3.5တန်းကိုအရေးပေါ်အကူအညီပေးနိုင်ခဲ့ပေမဲ့တိုးများလာတဲ့လူအပ်ချက်တွေနဲ့ရမုံငွေအကြီးအကျယ်မလုံလောက်မှုတွေကြောင့်လူသားမောင်းများစွာကိုလူမှုဘဝရှင်သန်ရေးအကူအညီတွေရရှိပေးအပ်နိုင်တာမျိုးတော့မရှိဘူးလို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံ UNOCHA ကနေပြီးတော့ထုတ်ပြန်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါခွေနိုင်ဒါဆိုရင်နောက်ထပ်သတင်းတစ်ပုဒ်ကိုဆက်ပြီးတော့တင်ဆက်ပေးပါအောင်ရှင်။အဲဟုတ်ကဲ့ပါ အခုကတင်ဆက်ဖို့အတွက်ရွေးချယ်ထားတာကတော့ဒီချင်းပြည်အစိုးရကာကွယ်ဝန်ကြီးဌာနရုံးကနေပြီးတော့ဦးစီးရရှိတဲ့ဒူးဦးစီးမှုယာလူအတွက်ခေါ်ယူနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ချင်းပြည်ချင်းလန်အစိုးရကာကွယ်ဝန်ကြီးဌာနဝန်ကြီးရုံးကနေပြီးတော့လက်လက်နေတဲ့ဦးစီးရရှိတနေရာနဲ့ဒုတိယဦးစီးမှု၄နေရာအတွက်ဝန်ထမ်းခေါ်ယူထားပါတယ်။ဦးစီးရရှိယာလူအတွက်ကတော့တက္ကသိုလ်တစ်ခုခုကနေမာစတာဘွဲ့ရထားသူဖြစ်ဖို့လိုအပ်ပြီးတော့လုပ်ငန်းအတွေ့အကြုံအနည်းဆုံး၈နှစ်ပြည့်ထားသူဖြစ်ရမယ်ပြင်ကွန်ပျူတာကိုကျွမ်းကျွမ်းကျင်ကျင်သုံးသပ်ရမယ်လို့ဆိုပါတယ်။ စီဒီအန်လှူထားသူဆိုရင်တော့အ ਨੇ စုံဒုဥစည်းမှုအဆင့်တာဝန်ထမ်းဆောင်မှုသူဖြစ်ရမယ်လို့ချင်းပြည်အစိုးရကာဝေးဝန်ကြီးဌာနယုံကနေပြီးတော့သတ်မှတ်ထားပါတယ်။အဒုဥစည်းမှုရာထူးလျှောက်ထားသူတွေအနေနဲ့ဆိုရင်လည်းတက္ကသိုလ်တစ်ခုခုကနေဘွဲတစ်ခုရထားဖို့လိုပြီးတော့လုပ်ငန်းအတွေ့အကြုံအ ਨੇ စုံ၅နှစ်နဲ့ကွန်ပျူတာကျွမ်းကျင်စွာသုံးသပ်ရမယ်လို့ဆိုထားပါတယ်။ဒူဦးစီးမှုရာလို့ရှောက်ထားသူဟာစီဒီအန်လှူထားသူဆိုရင်အ ਨੇ စုံအကြီးတန်းစည်းအဆင့်တောင်းထမ်းဆောင်မှုသူဖြစ်ရမယ်လို့လည်းအတိပေးထားပါတယ်။ ရှောက်ထားသူတွေဟာကျမ်းမာရေးကောင်းဖို့လိုအပ်ပြီးတော့ဝင်းကြီးဌာနကချမှတ်ထားတဲ့တာဝန်ဝတရားတွေကိုကြေပြွန်စွာထမ်းဆောင်နိုင်ရမှာဖြစ်ပြီးအနည်းဆုံး2နှစ်တာဝန်ထမ်းဆောင်ရမယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ချင်းပြေဆိုရကာဝေးဝန်ကြီးဌာနရုံးကခေါ်ယူတဲ့ဦးစည်းရာရှိတဲ့ဒူးဦးစည်းမှုယာရုအတွက်ကတော့စီရီယံလုံထားသူတွေကိုဦးစားပေးခံထားမယ်လို့သိရပါတယ်။ရှောက်ထားသူတွေအနေနဲ့ပွဲလက်မှတ်မိတူနဲ့ဆောင်ရွက်စာရန်တွေကိုချင်းပြေဆိုရကာဝေးဝန်ကြီးဌာနရုံးချင်းလုံမျိုးကိုလိမ့်မှုပြီးတော့ဖြစ်စေစိတ်တန်တဲ့ WhatsApp +9170857598470 ကိုအော်တိုဝလာ15ရက်နေ့နောက်ဆုံးထားပြီးတော့ပေးပို့လျှောက်ထားနိုင်တယ်လို့လည်းသိရပါပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုတစ်ခါမှာတော့ဒီတစ်ပတ်တွင်းမှာနောက်ဆုံးအနေနဲ့တင်ဆက်ဖို့အခြေကြောက်လို့လာပြီဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနောက်ဆုံးအနေနဲ့ဗေဒရင်ကိုများတင်ဆက်ဖို့ရွေးချယ်ထားလဲဆိုတော့ပြောပြပေးပါဦး။ ဟုတ်ကဲ့ပါအခုတစ်ပတ်အတွက်နောက်ဆုံးသတင်းအနေနဲ့ကတော့ဒီ Starlink အသုံးပြုသူတွေလုံခြုံရေးအတွက် VPN မဖြစ်မနေအသုံးပြုဖို့တိုက်တွန်းထားတဲ့သတင်းကိုရွေးချယ်ထားပါတယ်။ ဒီ starlink အသုံးပြုသူတွေအနေနဲ့သူတို့ရဲ့ internet ချိတ်ဆက်မှုရဲ့လုံခြုံရေးကိုတည်ချစေဖို့အတွက်ကို VPN ကိုမဖြစ်မနေအသုံးပြုဖို့ထည့်လိကျမ်းမာကနေပြီးတော့တိုက်တွန်းထားပါတယ်။လွမြောက်နေမြေတခုကဆရာဝန်တအူးကသူတို့အသုံးပြုနေတဲ့ starlink internet နဲ့ spring development bank STB အကောင့်ကိုဝင်ရောက်နိုင်ခြင်းမရှိတော့ကြောင်းပြောကြားခဲ့တာကြောင့်စစ်ဆေးမှုတွေအရ starlink internet ရဲ့ IP လိပ်စာတွေဟာအရင်ကမြန်မာနိုင်ငံပြင်ပအိန္ဒိယနိုင်ငံတွေက IP လိပ်စာတွေအဖြစ်ပြသနေရကနေအခုဆိုရင်မြန်မာနိုင်ငံရန်ကုန်မြို့အခြေစား IP လိပ်စာတွေအဖြစ်ကိုပြောင်းလဲပေါ်ထွက်လာခဲ့တယ်လို့တွေးရှိရတယ်ဆိုပြီးတော့ သိပေးထားပါတယ်။အဲ့ဒီဆရာဝန်ကတော့ဒီ VPN Virtual Private Network ကိုအသုံးပြုပြီးချိတ်ဆက်ပြီးမှပဲဒီ STB အကောင့်ကိုပြန်လည်ဝင်ရောက်နိုင်ခဲ့တယ်ဆိုပြီးတော့သိရပါတယ်။ STB လိုမျိုးလုံခြုံရေးကိုဦးစားပေးတဲ့ဝန်ဆောင်မှုတွေဟာမြန်မာနိုင်ငံအတွင်းက IP လိပ်စာတွေကိုပိတ်ဆို့လေးရှိပြီးတော့အခုလိုမျိုး IP လိပ်စာပြောင်းလဲမှုဟာ Starlink Internet ဝန်ဆောင်မှုကမြန်မာနိုင်ငံစစ်ကောင်စီရဲ့လက်အောက်ခံဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ပူးပေါင်းဆောင်ရွက်မှုစတင်နေပြီလားဆိုတဲ့စိုးရိမ်မှုတွေကိုဖြစ်ပေါ်စေတယ်လို့လည်းဆိုထားပါတယ်။ လက်ရှိအချိန်ထိ Starlink ဒါမှမဟုတ်မြန်မာအာဏာပိုင်နေထံကိုတရားဝင်ကြေညာချက်ထွက်ပေါ်လာခြင်းမရှိသေးပေမဲ့အဲ့ပြောင်းလဲမှုကတော့အသုံးပြုသူတွေရဲ့လုံခြုံရေးပေါ်တက်ရောက်မှုရှိနိုင်တယ်ဆိုပြီးတော့လဲကြွမ်းကျင်သူတွေကတတိပေးထားပါတယ် တချို့အသုံးပြုသူတွေက Starlink နဲ့ VPN ပေါင်းစပ်အသုံးပြုတဲ့နေရာမှာအခက်အခဲတွေရှိတတ်တယ်ဆိုပြီးတော့လည်းဖော်ပြခဲ့ပေမဲ့မိမိရဲ့ IP လိပ်စာကိုစစ်ဆေးဖို့ Google မှာ What is my IP address လို့ရှာဖွေကြည့်ဖို့တကယ်လို့ဒီ IP လိပ်စာကမြန်မာနိုင်ငံအတွင်းကဖြစ်နေတယ်ဆိုရင်တော့ VPN ကိုအသုံးပြုဖို့နှိပညာကျွမ်းကျင်သူတွေကလက်ရှိအခြေအနေနဲ့ပတ်သက်ပြီးထပ်မံစီစဉ်မှုတွေပြုလုပ်နေစေဖြစ်ပြီးတော့ပြသတဲ့အဖြေတစ်ခုမထွက်ပေါ်ခင်အချိန်အထိ VPN ကိုအမြဲတမ်းအသုံးပြုထားဖို့အကြံပြုထားပါတယ်ရှင်။ဟုတ်ကဲ့ပါခင်ဗျာ။ ရေဒီယို NUG ရဲ့တပတ်တွင်းသတင်းတွေကိုနားတော်တာဆင်ခဲ့ရတာပဲဖြစ်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးနေတဲ့တပတ်တွင်းသတင်းတွေကိုအပတ်စဉ်တင်းငွေနေတိုင်းမှာရေဒီယို NUG ရဲ့လူမှုကွန်ရက်ဆမ်မနာဖြစ်တဲ့ Facebook page နဲ့ YouTube channel တို့ကနေပြီးတော့တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်အားပေးကြဖို့ဖိတ်ခေါ်ပါရစေခင်ဗျာ Radio NUG သတင်းရှင်ပေါ့တာယာပြောရှင်ချမ်းမြေတဲ့ဘဝတွေကိုရရှိပိုင်ဆိုင်နိုင်ကြပါစေရှင်